အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအချိန်မရဖုံးခေါ်နိုင်ကြောင်းပြောတယ်လို့ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီရှိကပြောကြားလိုက်ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီရှိဟာနိုဝင်ဘာ25ရက်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုံးဆက်သွယ်ပြောဆိုခဲ့ပါတယ်။ဂျပန်ဟာထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတရုတ်နဲ့တရမတ်ဆက်ဆံရေးတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက်တာကာအီရှိနဲ့ထရန့်တို့ဟာပထမဆုံးချိန်ဖုံးဆက်သွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်မယ်ဆိုပါက ဂျပန်ကလည်းစီရင်နဲ့ဝင်ပါရလိမ့်မယ်လို့အခုလအစောပိုင်းမှာတာဂိုင်အီရှိကလွှတ်တော်မှာပြောကြားခဲ့ပြီးနောက်တရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။ထရန်ကတော့သူ့ရဲ့လုံခြုံရေးမဟာမိတ်ဖြစ်တဲ့ဂျပန်နဲ့သူ့ရဲ့စူပါပါဝါပြိုင်ဘက်ဖြစ်တဲ့တရုတ်ကြားအငြင်းမာမှုအပေါ်လူသိချင်းကြားမှတ်ချက်ပေးခဲ့တာမရှိခဲ့ပါဘူး။ထရန်ရဲ့နှုတ်ဆက်နေမှုကြောင့်ဂျပန်အရာရှိအချို့ကအမေရိကန်ရဲ့ရည်တည်ချက်အပေါ်စိုးရိမ်ကြလိမ့်မယ်လို့လေးလာသူတွေကပြောကြားခဲ့ပါတယ်။ဒါပေမဲ့တာဂိုင်အီရှိကတော့ သူဟာနိုဝင်ဘာ25ရက်ကထရန့်နဲ့ဖုံးပြောဆိုခဲ့ပြီးဂျပန်ဘောအမေရိကန်ရဲ့ထောက်ခံမှုနဲ့ပတ်သက်ပြီးတန်တရားတွေမဝင်စေဖို့ပြောကြားခဲ့ပါတယ်။တမရာကြီးထရန့်ကဗာပြောလဲဆိုတော့သူနဲ့ဂျမားဟာအယမ်းရင်းနှီးတဲ့မိတ်ဆွေတွေပါတယ်။ပြီးတော့ဂျမားအနေနဲ့လည်းသူ့စီအချိန်မီဖုံးခေါ်နိုင်တယ်လို့ပြောပါတယ်လို့တာကိုင်အီရှိကသတင်းစာတွေကို ပြောကြားခဲ့ပါတယ်။ဒါပြင်ထရန့်ကသူဟာနိုဝင်ဘာ24ရက်ကလည်းတရုတ်တမရာချင်းချင်းဖြစ်နေဖုံးပြောဆိုခဲ့ကြောင်းအပါအဝင်မကြသေးမီကအမေရိကန်တရုတ်ဆက်ဆံရေးနဲ့ပတ်သက်ပြီး ရှင်းပြခဲ့တယ်လို့တာကိုက်ဦးရှိကပြောကြားခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်းစင်ဝါသတင်းအေဂျင်စီရဲ့ထုတ်ပြန်ချက်မှာတော့ရှီနဲ့ထရန့်တို့ရဲ့ဖုံးပြောဆိုမှုအတွင်ရှီကထိုင်ဝမ်ကိုတရုတ်နဲ့ပြန်လည်ပေါင်းစည်းရေးဟာတရုတ်ရဲ့ကမ္ဘာလုံးဆိုင်ရာအခင်းအကျင်းအတွက်အဓိကအစိပ်ပိုင်းတစ်ခုဖြစ်ကြောင်းပြောကြားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။